ဒီဇလန်အစမှာတော့မပန်းခက်ကဇာနီထက်ကိုတွေ့ဖို့အတွက် ECGLI လောက်ခပရဖက်တူသွားစားဖို့ဖုံးဆက်ပြောပါရယ်ဇာနီထက်နဲ့ဖုံပြောနေနေမပန်းခက်ကလှုပ်သွားကန်ဒီချစ်သူမို့သူနဲ့အနန်းတွေလည်းပြန်လည်ချိလိုက်ပါသေးတယ်စားတော့ဆိုင်ရောက်တော့မပန်းခက်ရဲ့အလှကိုဇာနီထက်ကကြည့်ကျူးပြီးမပန်းခက်ကိုသူ့နာမည်ကိုခဏခဏထည့်ပြောရတဲ့အကြောင်းရင်းကိုမေးရခါအေးရနွေရင်သူ့ကိုသူမေးသွားမှဆိုလို့ဟုထူးဆန်းစွာနောက်ပြန်ပြောဆိုလိုက်တော့ဇာနီထက်ကြောင့်သွားပါရယ်မပန်းခက်ကဒါရိုက်တာဖြစ်ခြင်းကြောင့်ပြောတော့ဇာနီထက်ကထုတ်လို့ရပါတွဲလို့ပါလားဒါရိုက်တာဖြစ်ဖို့အမခန့်နေလို့ပြောလိုက်ပါရယ်ဒါပေမဲ့မပန်း ိုင်းခက်ကစိတ်ထဲမှာတော့ဒါရိုက်တာဖြစ်ချင်တာမဟုတ်ပဲတန်တီရီခန်းစားရတယ်လို့စာနီထက်ကိုခန်းစားစီခြင်းဒါလို့တွေးနေပါတယ်မပန်းခက်ကဖက်ရှင်ဆိုင်ကအမကယူစားလာလို့မေးပြီးအိမ်အောင်ရရှိလာစရာလို့မေးလိုက်တဲ့အခါစာနီထက်ကမေဇူးနဲ့ကပြော့တွဲနေရဖြစ်ပြီးဇနီးဟောင်းတန်တီရီမှာယောဂနဲ့ဆုံသွားကြောင်းပြောလိုက်ပါတယ်မပန်းခက်ကတော့သူ့ကိုစိုက်ခြင်းဘာယောဂနဲ့တိတ်ရလဲကြောက်ထဲတွန်းချလိုက်လို့တိတ်သွားတာလေးဟုစိတ်ထဲမှာဆွဆွဲနေပါတယ်စနီထက်ကတော့အတိတ်ကိုပြန်ပြောင်းမြင်အောင်နေပါတယ်။သူနဲ့မေဇူတို့ဖောက်ပြန်နေစဉ်မေဇူကတန့်တီရီတိသွားမှဆိုရင်ကြောင်းပြောခဲ့ပါတယ်။စ န်ဒီထက်ကတော့တန်တီနဲ့ကွာရှင်ပြီးမေဇူးကိုလက်ထက်ကအမွေတွေကိုယူမယ်လို့ပြောခဲ့ပါတယ်မေဇူးကပိုက်ဆိုင်မှုတွေအလုံးကတန်တီရဲ့ပစ္စည်းတွေဖြစ်တာကြောင့်တိတ်လွယ်မှာမဟုတ်ဘူးဆိုကဒေါ်တတီလာကလည်းသူတို့ဖောက်ပြန်နေရကိုအောက်ဖဲလန့်ခြင်းနေကြောင်းပြောလိုက်ပါတယ်ပြီးတော့နှစ်ယောက်သားတန်တီမရှိတော့ရင်ကောင်းမယ်ဆိုပြီးမျက်နှာချင်းဆိုင်ကြီးကလောဘစိတ်တွေမှုန်နေကြပါတယ်တစ်ဖက်မှာတော့ဇန်ဒီထက်ကမပန်းခက်ကိုအိမ်လိုက်ဖို့ဖို့ကြိုးစားနေတော့မေဇူးကသူတို့ကိုတွေ့သွားပါတယ်မေဇူးကဇန်ဒီထက်ကိုအမေဘေးကချက်ချင်းတန်တီရဲ့အိမ်နောက်ကိုလိုက်ခဲ့ဖို့ဖုန်းနဲ့ပြောလိုက်တော့စပီကာဖွင့်ထားတာမို့ဇန်ဒီထက်အရှက်ကွဲသွား ါပါတယ်။မပန်းခက်ကဇန်နီထက်ကိုအချက်ပူခွဲမှဆိုလို့လိုက်တော်ဖို့တိုက်တွန်းပြီးမေဇူးကိုတံပြတ်တိုက်စစ်စပြီးဆိုတဲ့ကြီးနဲ့ကြီးလိုက်ပါတယ်။တန်တီရီအင်ရောက်တော့ဇန်နီထက်ကမေဇူးကိုမင်းကငါမိမမဟုတ်ဘူးငါကိစ္စဝင်မပါနဲ့ဟုပြောကပိုက်ရိုက်လိုက်ပါတယ်။မေဇူးကကောင်မလေးရှင်မှာရှက်ခွဲတာမို့သူ့ကိုရိုက်တာလားသွေးမယ်ထင်တာပကွဲတက်တာပဲဟုပြန်ပြောပါတယ်။ဇန်နီထက်ကငါမိမတန်တီရီကိုတော့တက်ခဲတာမင်းကိုတက်ဖို့ဝင်မလဲဘူးဟုချိန်ဝါပြီးအမွေမရသေးတဲ့အကြောင်းနဲ့တန်ရုံးရှင်နည်းနည်းရှိသေးလို့တိခန့်နေခြင်းသာဖြစ်ကြောင်းတန်တီရီကိုတက်ခဲတဲ့အကြောင်းပြချက်နဲ့ချက်ကင်မှုမကြ ိုးစားရန်တတိပေးလိုက်ပါတယ်။မေဇူကတော့သူဝင်တူတဲ့မိမကဘာမဆိုလို့ရဲကြောင့်ပြောကသူ့ကိုတက်ချင်တက်လို့စိန်ခေါ်လိုက်ပါတယ်။ဇာနီထက်ကတန်တီရီကိုသူ့ရောက်ကြမှာနာထိခိုက်လို့တက်ခဲ့တာဖြစ်ပြီးမေဇူရောတန်တီရီရောကတူတူပဲလို့ပြောကသူ့စိတ်ကိုလာလာဆွတ်နေကြကြောင်းပြောပါတယ်။ပြီးတော့ဇာနီထက်ကအတိတ်ကိုပြန်လည်မြင်အောင်လာပါတယ်။တန်တီရီကသူ့ရုပ်ရှင်တွေချင်းနေမကောင်းတာကိုသိနေပြီးဇာနီထက်ကပရိုဂျူဆောင်ငွေဆက်ထုတ်မပေးလို့နိနာနေကြောင်းပြောကငွေထုတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တန်တီရီကသူမနားမလဲတဲ့အလုံမှာငွေမရှိနိုင်ဘူး။ငွေကြီးပါလာရင်စီးပွားရေးပဲလို့ပြောလိုက်ပါ ါတယ်ဇာနီထက်ကမင်းနဲ့ငါကလင်မယားမဟုတ်ဘူးလားဟုမေးတော့တန်တီဝီကလင်မယားဆိုပေမဲ့တစီပွားစီပါပဲလို့ပြန်ဖြေခဲ့ပါတယ်ဇာနီထက်ကတန်တီဝီကိုလီကြီးဥမျက်ခေါင်ကစိုက်ကိုရီတွင်ခဲ့တာလားလို့ပြောလိုက်တော့တန်တီဝီကမဆိုင်တာမပြောဘူးတတိပေးခဲ့ပါတယ်ဇာနီထက်ကဒေါသထက်ကပလင်းဆွဲကင်ပြီးသူမကိုရိုက်ဖို့လုပ်တဲ့အခါမှာတန်တီဝီကလည်းကြောက်မနေပဲနဲ့ဇာနီထက်ကစိတ်မပူပါနဲ့မဆုမဖို့မလုပ်တတ်ဘူးလောရင်တစုံထိလုပ်တတ်သူဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်ဇာနီထက်ကတန်ကိုအတုံးမကြတဲ့မိမလို့ပြစ်တင်ကထွက်သွားပါတယ်တန်တီဝီကဒရန်ဒီကစိတ်ဖြစ်နေ စဉ်စံတီထက်ကားပေါ်မှာလေလွင့်နေပါတယ်။နောက်ဆုံးတော့တန်တီရီကမောင်းပြန်လာပါငွေထုတ်ပေးမယ်လို့မက်ဆေ့ပို့လိုက်ရာစံတီထက်ကမချိပြုံးပြုံးနေခဲ့ပါတယ်။လက်ရှိမှာတော့စံတီထက်ကမေဇူးကိုငမ့်မြဲကြီးနေရာဝင်မြူနဲ့တန်တီရီရဲ့တရားဝင်ယောက်ျားမှုအမွေတွေကိုရအောင်ယူမှာဟုပြောကလူတယောက်တပိတာမှုနောက်တယောက်ထက်သက်ဖို့ဝင်မလေးဘူးကို့အခြေအနေကိုတည်ဆမ်းမှာဟုထပ်မံချိတ်ချောက်လိုက်ရာမေဇူးကဒေါသဖြစ်ပြီးကြံခဲ့ပါတယ်။ တစ်ဖက်မှာတော့ညဘက်ကြီးဒေါ်တတိလာဟာမိမတယောက်ရဲ့ရည်တန်နဲ့နဲ့ကြီးကိုကြားပြီးအိယာကနိုလာကတနက်ယူပြီးရည်တန်လာရစီကိုလိုက်ကြည့်ပါတယ်။သူ့နောက်ကနေရိတ်တခုဖျက်ပြေးသွားတာတွေ့ပြီးနောက်ဆုံးမှတော့အရှိတတဲမှာကြောပြည့်ရနေရဲ့ရိတ်တခုနဲ့ပပင်းတိုးပါတယ်။သူလဲလို့မိလိုက်တဲ့အခါအဲ့ဒီရိတ်ဟာတန့်တီးပြီးဖြစ်နေပါတယ်။